ဘရာဇီးနိုင်ငံရီယိုဒီဂျနီရိုမြို့မှာတနင်္ဂနွေနေ့ကဆက်လက်ကျင်းပတဲ့2016ရီယိုအိုလံပစ်ပြိုင်ပွဲမှာဆွီဒင်ရေကူးမယ်ဆာရာဆိုဆက်စရွန်ကမီတာ100လိပ်ပြာကူးကမ္ဘာစံချိန်သစ်တင်လိုက်ပါတယ်။အမျိုးသမီးမီတာ100လိပ်ပြာကူးဘောလူပွဲမှာဆာရာဆိုဆက်စရွန်က55.48စက္ကန့်နဲ့ကမ္ဘာစံချိန်တင်ပြီးရွှေဆုရသွားပါတယ်။စံချိန်ဟောင်း55.64စက္ကန့်ကိုလည်းပြီးခဲ့တဲ့ဩဂတ်လက ကဘာရေကူးပြန်ပွဲမှာသူပဲတင်ခဲ့တာဖြစ်ရပါတယ်။နောက်ပြီးဆာရာဆိုဆရွန်ဟာအိုလံပစ်ရေကူးရွှေဆုရ ပထမဆုံးဆွီဒင်အမျိုးသမီးဖြစ်ပါတမိုင်းဝင်သွားပါတယ်။သူနောက်မှာကနေဒါရေကူးမယ်ပင်နီအလက်ဆီယက်က56.46စက္ကန့်နဲ့ငွေဆုရပြီးအမေရိကန်ရေကူးမယ်ဒါနာဗိုမာက56.63စက္ကန့်နဲ့ကျေးဇူးရခဲ့တယ်လို့ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်ကျွန်တော်နေလင်းပါ